ို့တကယ်ချင်းတွေကိုလည်းကိုကသတိရတဲ့အတွက်သူတို့ကိုလည်းခေါ်တဲ့ခါကျတော့သူတို့မှလည်းသူတို့မိသားစုကိစ္စရရှိမှာပေါ့နော်ဒီဇင်မာတို့ပါတို့တခါလေမိစုကပြန်လာလို့ရှင်တော့တွေးပြတာများပါတယ်ပလဲရော်နေပြီးတော့မှဆိုတော့တခါတလေလာတယ်ဆိုလို့ရှင်တော့၃ရက်ဆိုရင်တော့အာပို့ပြီးတော့တွေးပြတာပေါ့နော်အနည်းနဲ့တော့သတိရပါတယ်ကိုတကယ်ချင်းတွေလို့ပြင်လာတော့သူတို့မလုပ်ဘူးပေါ့ ပြောတယ်ဥမာသတင်းမလာခင်ကြောညာရေးဆိုဒီနေ့ဘာကြောညာအစ်စ်လာမလဲဆိုပြီးတော့လေဒီကြောညာကသူတို့အတွက်အရန်ကိုပျော်စရာကောင်းတဲ့ဟာတစ်ခုလို့မျိုးပေါ့ကြောညာအစ်စ်တစ်ခုထွက်ပြီးဆိုရင်လူတွေကအဲ့ကြောညာကိုလိုက်ပြီးတော့ကြည်ကြတယ်အဲမီလေးတို့ဆိုဘာပြောပြောကြာပြီဆိုတော့အဲ့တော့မင်းသမီးတွေကလည်းလက်ချိုးကြည့်လို့ရတယ် မော်ရယ်တွေတို့အခုခက်စားနေတဲ့အာမစ်တေတို့ပါတော့ရမ်းလည်းမပေါ်သေးဘူးပေါ့အဲ့တော့မင်းသမီးဆိုလည်းဖြစ်ဖို့ကအရင်ခက်ခဲတယ်ဖြစ်ပြီဆိုလည်းဆက်ရောက်တော့မဖြစ်ဘူးပေါ့ဆိုတော့ပရိသတ်တွေကအားပေးတာအရင်ဟိုလိုနည်း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 လေးလေးနက်နက်ကိုချစ်ပြီးတော့အားပေးတယ်အခုလည်းဗာပြီးတော့မင်းလေးကိုပေါ့နော်မမိသေးပဲနဲ့အခုချိန်ထိကိုအားပေးတဲ့ပရိသတ်တွေရှိရတဲ့အတွက်လည်းအရင်ကျေးဇူးတင်ပါတယ်